Hello အားလုံးမိတ်ဆက်လာပါ။နာဗီရဲ့ pick up line video နေရာနေပြီးတော့မှပြန်လေးစစလိုက်ပါတယ်။နာဗီဒီနေ့လုတ်ပေးမယ့် pick up line ခေါင်းစဉ်လေးကပေါ့နော်။အာ where you marry a foreigner ဆိုပြီးတော့မှကြည့်ပေးမှဖြစ်ပါတယ်။ကို့အမိနေကပေါ့နော်လူမျိုးခြားတယောက်ကိုလက်ထပ်ရနိုင်ခြင်းရှိလားဒါမှမဟုတ်လေပေါ့နော်။ကိုရဲ့ partner ကဒီလူမျိုးတူပဲလားဒါမှမဟုတ်လေနိုင်ငံခြားသားလားဆိုပြီးတော့မှကြည့်ပေးမှဖြစ်ပါတယ်။ ရီဒီယိုနီကတော့အတူပဲပေါ့နော်။အာနာဘီအနည်းနဲ့က yes or no ရဲ့ပြီးတော့ကို့အနည်းနဲ့ကဘယ်လိုမျိုးကိုလက်ထည့်ရမလဲဆိုတာအကြည့်ပြပါဖြစ်ပါတယ်။ဒါလေးကလေဒီကောင်းစစ်လေးကနာဘီဒီအာတခြားပေါ့နော်နိုင်ငံခြားကရီဒါကြီးလောက်ကြတာတွေ့ပြီးတော့မှတခါမှလည်းမလုပ်ပြဘူး။အဲအကြောင်းမို့နာဘီအနည်းနဲ့ကဟိုဒါလေးကိုကြည့်ပြီးချင်လာလို့ပေါ့နော်။ reading အတူလေးလုတ်ဖြစ်သွားတာပါ။ပိုင်းလေးကတော့ထုံးစံတိုင်းတိုင်းနှစ်ခုရှိရေပေါ့နော်။ နှစ်ခုရှိရဲ့ပိုင်ဝန်းနဲ့ပိုင်တူပါပိုင်လေးရေးချေခါအားမှာလဲထုံးစံအတိုင်းပဲအတော်ဝါရှူပါမယ်တော်ဝါရှူပြီးတော့မကိုရဲ့စိတ်ကိုအစွဲဆောင်နိုင်ဆုံးပစ်ကပိုင်လေးယူပြပါလို့ပြောချင်ပါတယ်ရှင်ပထမအောင်ဆုံးပေါ့နော်ပိုင်ဝန်းလေးတွေကိုရေးချေထားတဲ့သူလေးတွေကလေကိုရဲ့ဒီကိုယ်ထက်ရမယ့်သူကအဲသူ့ရဲ့အကြောင်းလေးအရင်ပြောပြမယ်ပေါ့နော်သူနည်းကလေ အာဆက်ဆတွေ့ခြင်းမှာကိုဘဝမှာလေကိုအနေနဲ့အခက်ခဲတခုခုကနေလူများဖို့စူးစမ်းနေရတာမျိုးလေဒါမှမဟုတ်ねဒီအလုံးကြောက် pressure ဖြစ်နေရတဲ့အချိန်မျိုးပေါ့နော်အဲ့လို depression ဝင်နေတဲ့အချိန်မျိုးလို့ပြောလို့ရရပေါ့နော်ကိုရဲ့တစ်ဖက်ပါတနာနေကတွေ့ရတဲ့အချိန်မျိုးလေးကအဲ့လိုပုံစံမျိုးလေးဖြစ်နိုင်တယ်ပြီးတော့နာဗီဒီမှာတစ်ချက်တွေ့ကြတာကကိုရဲ့ကိုသက်ထရမယ်သူပါပေါ့နော် physical ရအောင်ဒီစိတ်ပိုင်းဆိုင်ရာအရာကိုပေါ့နော်စိတ်ဓာတ်ပိုင်းဆိုင်ရာအရာကိုတစ်ဖက်ပါတနာက ကောင်းမွန်တဲ့ထဲရလို့ပြောလို့ရရပါဘောเนาะဟိုသူ့ရဲ့စိတ်ဝင်စိတ်ထားက feminine တက်များတယ် masculine တက်မ masculine တက်ပေါ့เนาะ feminine တက်အဖြစ်ရှိရဲ့ပုံစံမျိုးကြီးရှိရဲ့တစ်ဖက်ပါတနာကလေဟို navbar မှာကြည့်ရတဲ့လောက်ဆိုရင်တခါတလေမှလေအရင်ဟိုဟိုဟိုမလောက်ကဘူးဒီဟာမလောက်ကဘူးအဲ့လိုမျိုးလေသူမကြိုက်တဲ့အရာလုပ်နေတော့မှတစ်ဖက်ပါတနာအရင်ပြောမယ်ဆိုပြုံစံမျိုးမဟုတ်ဘူးခုကြည့်နေမှာအဲ့လိုပုံစံမျိုးလေး တပတ်ပတ်တနာကိုအရေးကြီးကြီးကြီးနဲ့ကြည့်နေမယ်ဆိုရင်ပုံစံမျိုးလေးတွေ့ရတယ်။တချို့ဆိုရင်နည်းနည်းအသက်ပိုင်းချရာဆိုရင်သူနဲ့ကိုယ်နေကနည်းနည်းကွာခြားချက်လေးတွေများနေရမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးတွေ့ရရပေါ့နော်။သူနေကလေအာဒီမှာ navbar ပြောလိုက်မယ်ပေါ့နော်။အာလူမျိုးခြားလားဘာသာခြားလားပေါ့နော်။ကိုယ်သူနဲ့ကိုယ်နေကတော့လူမျိုးတူဖြစ်ပုံများရဲ့ဘာသာခြားဆိုတာမျိုးထပ်ပေါ့နော်။အဲ့လိုတစ်ဖက်ပါတနာက အဲ့လိုဘာသာမဲ့လို့အဲ့လိုပုံစံမျိုးတွေတော့နည်းနည်းဖြစ်နိုင်တယ်ဟိုသူနဲ့ကိုနေကလေတချို့ကြီးဆိုလဲဘာသာတူမယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေတွေ့ရတယ်ဘာသာလူမျိုးအကွယ်အဲ့လိုပုံစံမျိုးတော့မတွေ့ရအောင် foreigner အဲ့လိုပုံစံမျိုးတော့မတွေ့ရအောင်လူမျိုးတူပဲဖြစ်ဖို့များရဲ့ကိုယ့်ရဲ့ကိုယ်လက်ထက်ရမယ့်သူကပေါ့နော်လူမျိုးတူကိုမှအာနောက်ပြီးဒီမြန်မာနိုင်ငံမှာဆိုတိုင်းရင်းသားရရှိရေပေါ့နော်အဲ့လိုအဆက်လေးဖြစ်ဖို့များရဲ့ကဗျာလေးပေါ့အဲအဲ့လိုမျိုးအာဗမာနဲ့ တည်ရင်စက်တာမျိုးအဲ့လိုပုံစံမျိုးလေးအဲ့လိုလုံးလုံးအဲ့လိုကို foreigner ဆိုပြီးတော့မှအဲ့လို꿰ထွက်မယ်ဆိုတဲ့ပုံစံမျိုးလေးတိတ်မွေ့တွေ့ရအောင်ပြီးတော့တစ်ဖက်ပါတနာနဲ့ကိုနေကအဲ့လိုဘာသာရေးအတူတူလုံးဖြစ်သွားတာမျိုးပေါ့နော်ဒီမှာဆိုရင်လည်းဒီအာဒီပေါ့နော်နိုင်ငံခြားကိုနဲ့လူမျိုးတူလက်ထက်ရမလားဒါမှမဟုတ်လေအဲ့လိုပေါ့နော် foreigner တယောက်ကိုလက်ထက်ရမလားအဲ့လိုပုံစံမျိုးခေါင်းစဉ်လုပ်တဲ့အချိန်မှာလေဒီမှာဆိုရင်လေသူနဲ့ကိုနေကအဲ့လိုဘာသာရေးတူတူလုပ်နေရင်ဆိုပုံစံမျိုးဒီကက်လေး ခဏခဏဒီမှာနှစ်ကပ်သုံးကပ်လို့ကြာရေပေါ့နော်အားကြောင့်မို့လို့သူနဲ့ကိုနေကအဲ့လိုအရင်ကွာတစ်ဖက်ပါတနာနဲ့ကိုနေကလေအလုံးဝကွဲပြားမယ်ဆိုပြုံစံမျိုးလေးတွေတိတ်မတွေ့ရဘူးပြီးတော့နာဗီဒီမှာကြည်ရတာကတစ်ဖက်ပါတနာကအဲ့လိုပေါ့နော်နာဗီရှိမှာပြောခဲ့ရဲ့အာဘာတာချဆိုတာ မျိုးထက်ပေါ့နော်အဲ့လိုမျိုးဟိုတစ်ဖက်လူကဘာသာမဲ့အဲ့လိုမျိုးတိုင်းသားဖြစ်မှုများတယ်ဘာသာမဲ့ဆိုတာမျိုးထက်ပေါ့နော်တချို့ဆိုဘာသာတူတာမျိုးသူကလည်းဗုဒ္ဓဘာသာကိုယ်ကလည်းဗုဒ္ဓဘာသာဒါမှမဟုတ်ねအဲ့လိုဘာသာမဲ့ဖြစ်နေရမျိုးအဲ့လိုပုံစံမျိုးတွေ့ရတယ်ပေါ့နော်လုံးဝအဲ့လိုဘာသာမတူတာမျိုးအဲ့လိုပုံစံမျိုးတွေလည်းတိတ်မတွေ့ရဘူးအဲပြီးတော့ တပတ်ပါတနာကအရှိမပြောခဲ့တဲ့အတိုင်းပဲလူမျိုးခြားဆိုတာမျိုးထပ်ပေါ်เนาะမြန်မာနိုင်ငံမှာဆိုလည်းတိုင်းရင်းသားလေးနည်းဆက်တာမျိုးလေးဒီအဲ့လိုကပြားလေးဖြစ်ပေါ်တော့များပါတယ်လုံးဝတော့ foreigner ဆိုတဲ့ပုံစံမျိုးလေးတော့သိမတွေ့ရဘူးပေါ့เนาะသူနေ့ကလေးအဲ့လိုနေရတီတာမတူတာမျိုးလေးဒီအဲ့လိုပုံစံမျိုးလေးထဲကတွေ့ရရပေါ့နော်သူနဲ့ကိုနဲ့စုံနဲ့အချိန်ကဟိုကို့အနေနဲ့ကဥပမာသူကကချင်ကကိုကကြတော့ရန်ကုန်ကအဲ့ဒီမှာမှ အာတူနဲ့ကိုနေကမန္တလေးမှာလာစုံတာအဲ့လိုပေါ့နော်ဟိုကိုရီနှစ်ယောက်ကမူဖရာတနေရအာဒီအလုပ်လုပ်တဲ့နေရာမှာအဲ့လိုလာစုံတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပြီးတော့တစ်ဖက်ပါတနာရဲ့ပေါ့နော်သူရဲ့ left plan ကိုလေအာနည်းနည်းတော့တစ်ဖက်ပါတနာကဟိုဒီအေကိုဟောတော့နည်းနည်းအဲ့လိုတောက်တက်စားတဲ့အဲ့လိုပုံစံမျိုးလေးတော့ရှိတယ်ပေါ့နော်နည်းနည်းအတောက်စားလေးဘက်လေးတော့နည်းနည်းတွားတဲ့ပုံစံမျိုးလေးတော့တွေ့ရတယ်ပြီးတော့တစ်ဖက်ပါတနာကဟို တုတ်မှာပေါ့နော်50ရှိရင်ကို့အဲ့လိုမျိုးပေးခြင်းနဲ့ကမ်းခြင်းနဲ့အဲ့လိုစိတ်မျိုးရှိရေပေါ့နော်ဟိုတက်စင်းနေတယ်အဲ့လိုပုံစံမျိုးစိတ်မျိုးမတွေ့ရဘူးပြီးတော့တစ်ဖက်ပတနာကစပုတ်ဖြစ်ပေးမဲ့တိုက်ပြူပေါ့နော်ကိုအနေနဲ့အဓိကတော့စပုတ်ဖြစ်ပေးမှာကဘလို့အရာမျိုးလေးဆိုရင်စီးပွားရေးလုပ်ငန်းအဲ့လိုအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှသူနဲ့ကိုယ်နဲ့ကဆက်တူ share မျိုးဒါမှမဟုတ်လည်းအဲ့လိုမျိုးဆက်တူအလုပ်လုပ်တာမျိုးတွေဒီဆက်တူအဲ့လို အလုပ်တစ်ခုခုအဲ့လိုမျိုးပေါ့နော်ကိုယ်ပိုင်လုပ်ငန်းတစ်ခုခုလုပ်တာမျိုးလေးတွေရီးစားပွားမာတွေကိုအဲ့လိုပုံစံမျိုးတွေရှိလာနိုင်တယ်ပေါ့နော်မယ်ရီလိုက်တီကိုမရောက်ခင်မှာကိုရီးစားပွားမာတွေကိုသူနဲ့ကိုယ်နဲ့ကအဲ့လိုမျိုးလုပ်ငန်းအတူတူလုပ်တာမျိုးလေးတွေအဲ့ဒီမှာမှကိုယ်ကိုယ်ရင်းနှီးရရဲ့အလုပ်ကထနာတဲ့ပုံအောင်မြင်တာမျိုးလေးတွေအဲ့လိုပုံစံမျိုးတွေတွေ့ရတယ်ပေါ့နော်ကိုယ့်ကိုယ်ကိုတယောက်တည်းဒီ စူးစားပြီးတော့အလုပ်လုပ်တာမျိုးထက်အလုပ်တစ်ဖက်ပါတနာနဲ့စတူရှေရအလုပ်လုပ်တာကိုဒီပိုင်ကလူတွေကအဲ့လိုမျိုးအကျိုးပေးရလို့ပြောလို့ရတယ်ဒါပေမဲ့တစ်ဖက်ပါတနာနဲ့ကိုယ့်ရဲ့ကြီးစားနေကြတော့မှဒီကိုကိုကိုရင်းနှောင်းရဲ့အလုပ်ကပို့ပြီးတော့မှအဆင်ပြေရမျိုးလေးဒီကိုမင်းတယောက်တည်းလုပ်တာမျိုးထက်ပေါ့နော်စတူရှေရအလုပ်လုပ်တဲ့အခါမျိုးမှာပို့ပြီးတော့အောင်မြင်တာမျိုးလေးပို့ပြီးတော့လူသိများတာမျိုးလေးဒီအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်သူနည်းက marry light ထိတဒါ where you marry ဆိုတော့ကိုရဲ့ကိုလက်ထက်ရမယ့်သူအကြောင်းပြောရမို့ဒီမှာဆိုရင်လည်းအဲ့လိုတစ်ဖက်ပါတနာနဲ့ကိုနည်းကလေ လောကအမလောကအဲ့လို chemistry မိနေရပါဘောနော်တက်နေတယောက်နေကလိုက်ဖက်တယ်တစ်ဖက်လူတွေရတယ်တစ်ဖက်အများအမြင်ပါလေကိုရီးယားကကိုရီးယားကိုလိုက်ဖက်လိုက်တာသူတို့နှစ်ယောက်ကအာလောကကူမဟိုများအကြရတဲ့အဲ့လိုမျိုးပုံစံမျိုးပေါ့နော်ပုံစံမျိုးဆိုတာအဲ့လိုမျိုးဟိုရှိသွားနောက်လိုက်တယ်ညီရယ်ပြီးတော့တယောက်ကူတယောက်နေကလေရိုင်းနှိုင်းနေစားမလို့ပေါ့နော်တယောက်ကူတယောက်က ဟိုကိုကဒါလုတ်ဖြစ်နေဆိုရင်သူကလည်းအင်းရရ AC ပဲသူလက်ခံတယ်အဲ့လိုပုံစံမျိုးလေးပေါ့နော်အများကြီးညှိနေစရာမလိုတောင်နဲ့တောင်နဲ့ကကိုဖြစ်ချင်တာနဲ့သူဖြစ်ချင်တာနဲ့ကအဲ့လိုမျိုးတည့်ကြနေအချိုးကြအဲ့လိုပုံစံမျိုးလေးပေါ့နော်အဒါလီကတော့ပေါ့နော်နာဘီကအာနောက်တစ်ခုကနာဘီ Oracle ကြီးပြင်မယ်ပေါ့နော် Oracle ကြီးပါမယ် ပြီးတော့လေပေါ့နော်ဒီမှာတစ်ချက်တွေ့ကြတာကသူနဲ့ကိုနေကလက်မထက်ခင်အတွင်းမှာပေါ့နော်အာဥပမာဆိုရင်လေသူနဲ့ကိုနေကရီးစားရဖြစ်တာ၃နှစ်ရှိသွားပြီအဲ့မှာဆိုရင်အန်နယောက်ကအဲ့လိုမျိုးစစ်ဆက်ကြောင်းလန်းတာမျိုးအဲ့လိုမျိုးလုပ်ပြီးဝိုင်းပေါ့နော် living together နေတာမျိုးလေးဒီအဲ့လိုပုံစံမျိုးလေးလက်မထက်ခင်အတွင်းပေါ့နော်အာဆိတ်ဆက်ပြီးရနေတင်ကိုကိုရီးနီးယောက်ကအဲ့လိုမျိုး living together နေထိုင်ရတာမျိုးလေးဒီအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်နှစ်ယောက်ကနှစ်ယောက်ကအဲ့လိုပုံစံမျိုးလေးအချီနေမျိုးလေး 嗯ရှိလာနိုင်နေပေါ့เนาะအဲ့လိုပုံစံမျိုးလေးတော့တွေ့ရတယ်ပြီးတော့အနာပြီးရှိမှပြောခဲ့ရယ်အတူနဲ့ကုန်နေတွေ့ရတဲ့အချိန်ကကိုပိုးကမှအဲ့လို depression ဝင်တဲ့အချိန်ပေါ့เนาะ depression အလုံးနဲ့ပတ်သက်ပြီးရောပဲဖြစ်ဖြစ်ဒါကဒီမှာဆိုရင်လေ oracle ကမှကြာတာဆိုရင် ကို့အနေနဲ့ဆက်ဆက်ရင်းတစ်ခုပေါ့နော်ကို့အတွက်တကယ် toxic ဖြစ်တဲ့ဆက်ဆက်ရင်းတစ်ခုကနေပြီးတော့မှအာဆက်ဆက်ရင်းတစ်ခုအဆုံးတက်လိုက်ရတဲ့အချိန်ပေါ့နော်အဲ့လိုပုံစံမျိုးလူတွေ့ရတာကြောင့်ဒါကတော့အခြေအနေဖြစ်ဖို့အများရဲ့ပေါ့နော်ကို့အနေနဲ့ကဒီလိုမျိုး toxic relationship ကနေပြီးတော့မှလုံမြောက်ဖို့ကြိုးစားနေရတဲ့အချိန်မျိုးဒါမှမဟုတ်လေတရားရောက်ကိုမှုအောင်လုပ်နေရတဲ့အချိန်မျိုးမှာတပြင်းတွေ့ရတာမျိုးလေးဒီအဲ့လိုပုံစံမျိုးလေးဖြစ်လာနိုင်ပါတယ်ဟုတ်တယ်ဒီမှာဆိုရင်လည်းပေါ့နော်အဲ့လိုမျိုး အာပြီးတော့တစ်ဖက်ပတနာနဲ့ကလည်းတွေ့တွေ့ချင်းမှာကိုယ့်ရဲ့စိတ်ကနေပြီးတော့မှအဲ့လိုမျိုးပေါ့နော်နည်းနည်းကိုယ့်ရဲ့ intuition အရာကနေပြီးတော့မှတစ်ဖက်ပတနာကိုကိုယ့်ရဲ့စိတ်ထဲမှာပေါ့နော်ဟိုယဉ်နိနေတယ်လို့ခံစားရတာတစ်ဖက်ပတနာနဲ့ကိုယ်နဲ့ကဟိုတခါမှလည်းမတွေ့ဘူးဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲကအလိုလိုတိနေရမျိုးလေးဒီအဲ့လိုပေါ့နော်ဟိုယဉ်နိနေရမျိုးလေးပေါ့ဟိုတွေ့လည်းမတွေ့ဘူးဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲကသူ့ကိုဟို သတိဆိုတဲ့ခံစားချက်မျိုးပေါ့နော်အဲ့လိုပုံစံမျိုးမရပဲနဲ့တယောက်နဲ့တယောက်နဲ့ကရင်းနှီးတယ်ဆိုရယ်ခံစားချက်မျိုးတွေရနေတာပေါ့နော်အာနာပီတီမှာကြည့်ရတဲ့လောက်ကတော့ဒါရှေ့တုန်းကကိုရီးနီးယောက်ရဲ့ပတ်စိုက်မှာတော့ကိုရီးနီးယောက်ကအဲ့ဒီမှာပေါ့နော်ဟိုမြန်မာအယူရပြောရမယ်ဆိုပထန်းဆက်ပေါ့အဲ့လိုမျိုးလေးပါလာမျိုးလေးရှိနိုင်နေပေါ့နော်ကိုရဲ့ကိုလက်ထက်ရမယ်သူက ဲ့လိုပုံစံမျိုးလေးထည့်ရပေါ့နော်ဟိုကိုရီနှစ်ယောက်ရဲ့အဲ့လိုအတိတ်ဘဝနေတော့ကိုရီနှစ်ယောက်ပထမဆက်ရှိလို့ဒီဘဝမှာလာဆောင်ရတာမျိုးလေးဒီအားကြောင့်မတွေ့ရခါမျိုးကြရနေပေါ့နော်အော်အရင်ဟိုတစိမ်းဆိုရဲခံစားချက်မျိုးမရပဲနဲ့သူဒီကိုသူနဲ့ကိုနေတွေ့တွေ့ချင်းမာတယ်ကိုစကားပြောရအဆင်ပြေရဲ့တယောက်နဲ့တယောက်နဲ့ကအရင်ပေါ့နော်အဲ့လိုမျိုးဟိုစကားတစ်ခုကိုအများကြီးပြောနေစရာမလိုညှိနှိုင်းနေစရာမလိုကိုပြောတဲ့စကားကိုလည်းသူနားလဲတယ်သူပြောတဲ့စကားကိုလည်းကိုကနားလဲလို့တယ်အဲ့လိုပုံစံမျိုးလေးတော့ဖြစ်မေပေါ့နော် ဟဲ့လိုပိုင်တူးလေးတွေကိုရှင်းထားတဲ့သူလေးတွေအားလုံးမင်္ဂလာပါကိုရေပေါ့နော်အကိုလက်ထက်ရမယ့်သူက foreigner တယောက်ကိုလက်ထက်ရမှာလားဒါမှမဟုတ်လေကိုနဲ့လူမျိုးတူတဲ့ကဘဲလားဆိုပြီးတော့မှကြည့်ပေးနေတာဖြစ်ပါတယ်အပိုင်တူးလေးတွေကိုရှင်းထားတဲ့သူလေးတွေကပေါ့နော်နာပီတီမှာကြည့်ရတဲ့လောက်ကဆိုရင်ကတော့အာဒါတော့မကိုင်းရင်ဒါလေးရင်ပြောမယ်ပေါ့နော် သူနဲ့ကုံနေတာဒီမတော်တဆပေါ့နော်အဲ့လိုစုံတွေ့ရတာမျိုးတွေရှိမယ်ကိုလက်ထက်ရမယ်ကိုရဲ့ဒီ merit partner ကပေါ့နော်အာအဲ့လိုမျိုးတချို့တွေဆိုရင်လည်းအာတိုက်ဆိုင်မှုပေါ့နော်အဲလိုနာမည်ဒီပိုင်အောင်ဖတ်နေနေလीဟိုယထာစီးနေနေပေါ့နော်ဥပမာ ဟိုကားစီးနေနေပဲပြေသားစီးနေနေပဲတခုခုပေါ့နော်အဲ့လိုမစီးနေနေမှာရုတ်တရက်သူနဲ့ကိုလေးကတွေ့ရတာမျိုးလေးဒီဆက်ဆက်ချင်းမာတွေကိုအဲ့လိုပေါ့နော်ပထမဦးဆုံး first time မာတွေကိုကိုလေးနှစ်ယောက်ကအဲ့လို letter first sight ပေါ့နော်အဲ့လိုမိမိချင်းအဲ့လိုသဘောကျသွားတာမျိုးလေးဒီကိုအမျက်လုံးထဲမှာ तू ကအဲ့လိုမျိုးပေါ့နော်ကိုအရန်အရင်တော့ကအဲ့လိုမျိုးကိုငါသဘောကျရတဲ့တိုက်ကိုမျှော်မှန်းထားတဲ့တိုက်ကသူဖြစ်နေရမျိုးလေးဒီအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပြီးတော့တစ်ဖက်ပါတနာကလေတစ်ဖက်ပါတနာက ီမှာကြည့်ရတဲ့လောက်ကပေါ့နော်သူနဲ့ကိုနေကသူနဲ့ကိုနေပေါ့နော်တွေ့ဆုံမှုကလေကန်စမာကကိုကိုရီနှစ်ယောက်ကိုအဲ့လိုပေါ့နော်ဟိုသတ်မှတ်ပေးပြီးသားအာအဲ့လိုပြောချင်တာပေါ့နော်ကိုရီးယားကိုသတ်မှတ်ပေးပြီးသားအာနာဗီဒီမှာကြည့်ရတဲ့လောက်ကလေဒါနိုင်ငံခြားမှာတွေ့မယ်ဆက်ဆံရေးလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုရင်နှစ်ယောက်ကလုံးဝကြီးပြင်းလာတဲ့အဲ့လိုပေါ့နော်နောက်ခံ background ပြီးတော့ဟို ဒီကချရီအရာဟောကမတူတဲ့ပုံစံမျိုးတွေကပေါ့เนาะအဲ့လိုပုံစံမျိုးလေးဒီပိုင်မှာခံစားရရယ်ပြီးတော့ကိုကပဲဖြစ်စီတစ်ဖက်ကိုလက်ချရမယ့်သူကပဲဖြစ်စီပေါ့เนาะတယောက်ယောက်ကအဲ့လိုမိသားစုနောက်ခံ background ဒါမှမဟုတ်နေပညာရေးပိုင်းရတော့၎င်းအဲ့လိုအာနာရှိရာအာနာရှိရာပဲဖြစ်စီဒါမှမဟုတ်နေငွေကြီးရတော်တော်ပြည့်စုံနေမိသားစုကပေါ့เนาะအာပြည့်စုံနေဆိုတာလေ အာပြောချင်တာကတစ်ဖက်ပါတနာငွေကြေးကိုရိုင်းရှာနေကြမလို့ပေါ့နော်အဲ့ပုံစံမျိုးလေးတွေ့ရတယ်။ငွေကြီးကိုရိုင်းတက်တက်မြမြရှာနေကြမလို့သူ့ရဲ့မိသားစုကပြည်စုံနေပြီးသား။အာသူ့ဘဝမှာဆိုရင်လည်းအဲ့လိုငွေကြီးနဲ့ပတ်သက်ပြီးပူပန်နေစရာမလိုတဲ့ဘဝကလာခဲ့ရတာမျိုး။အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်။အာပြီးတော့တစ်ဖက်ပါတနာကတစ်ဖက်ပါတနာနေသူနေကလေကိုနေကဒီမှာဆိုရင်လည်းပေါ့နော်။ဟို ကိုရီးနီးယားလက်ထက်ရမယ့်အချိန်မျိုးဒါမှမဟုတ်လည်းလက်မထက်ရသေးခင်ဟိုဒီ relationship အခြေအနေမှာတွေကိုဘေးကလူတွေရဲ့အဲ့လိုမနာလိုမှုတွေအဲ့လိုပေါ့နော်ကြောက်တွန်းတဲ့စကားတန်တွေကြောင့်ကိုရီးနီးယားမှာဆိုရင်လည်းအဲ့လိုပေါ့နော်ကိုရီးနီးယားရဲ့ဆက်ဆံရေးကိုရှေ့တွေးရမလားနောက်ဆုတ်ရမလားအဲ့လိုမျိုးဟိုစဉ်းစားရတဲ့အချိန်တွေရှိလာလိမ့်မယ်ဆိုရယ်ပုံစံမျိုးတွေတွေ့ရရပေါ့နော်ပြော်လေတဖက်ပါတနာကပေါ့နော်ဆိုင်းနေနေဆိုရင်ဒါပြီးရှေ့မှာတော့ဆိုင်းနေမပြောလို့ရတော့ဒါပေမဲ့ဒီမှာက တာတော့ကက်ကောအဲ့ကက်ကက်ဒီမှာဟိုပြတာကလေတစ်ဖက်ပါတနာကအဲ့လိုမျိုးအဲဆိုင်ကြီးတွေ့ရတယ်အဲဆိုင်ရင် fire ဆိုင်ရင်နှစ်ခုတွေ့ရတယ်ပေါ့နော်အာအဲဆိုင်ဆိုရင်တော့ဒီမှာဆိုရင် libra အာ libra ဘာဖြစ်နိုင်လေပေါ့နော်အဲ့လိုပုံစံလေးတွေ့ရတယ် fire ဆိုင်ဆိုရင်လည်း aries တို့ sagittarius တို့အဲ့လိုပုံစံမျိုးလေးဖြစ်နိုင်လေပေါ့နော်တစ်ဖက်ပါတနာကအာပြီးတော့ တပတ်ပတနာကလေဟိုဘလိုလူမျိုးလေးဆိုရင်ဟိုအနီတီယာမျိုးလေးတွေအရင်ဟိုပြုံးနီယာမျိုးသူကျင်ဒါပေမဲ့အပြုံးလှရတဲ့ကဖြစ်ဖို့များရဲ့ဟိုတပတ်ပတနာကလေကြီးလိုက်ပြီးဆိုတာနေဟိုလူကြီးရောက်ဖြစ်မနေဘူးနင်းနေအင်းနိုဆန်အဲ့လိုပုံစံမျိုးလေးတွေခလေးရုပ်လေးတွေဟိုနှုတ်ရလို့ပြောရမလားအဲ့လိုပုံစံမျိုးလေးတွေ့ရရပေါ့နော်ဟိုအရင်ဟို အာဟန်ဆမ်ဖြစ်တဲ့အဲ့လိုပုံစံမျိုးလေးတိတ်မတွေ့ရဘူးတဖက်ဘာတနာကဟိုနည်းနည်းလေးတော့ပိုခလေးဆန်နေခလေးရစ်လေးအဲ့လိုပုံစံမျိုးလေးပြောလို့ရတယ်အဲ့လိုငွေကြီးဆိုရင်လည်းပေါ့နော် သူ့ရဲ့မိသားစုကနာပြီရှိမှပြောခဲ့တယ်ချမ်းသာတာမျိုးလုံးဝပတ်စံကိုပူနေစရာပူပန်နေစရာမလိုဘူးဒါပေမဲ့တစ်ဖက်ပါတနာအရင်တုံးတုံးဆွဲဆွဲမရှိဘူးတုံးတုံးဆွဲဆွဲမရှိဘူးဆိုတာကစင်းနဲ့အောင်ပြောတာမဟုတ်ဘူးနော်တုံးတုံးဆွဲဆွဲမရှိဘူးဆိုတာအရင်မဟုတ်အဖေနဲ့ငွေယူသုံးတာမျိုးလေးတွေ you are sorry ငွေယူရေလိုသုံးတာမျိုးလေးတွေအဲ့လိုပုံစံမျိုးမရှိဘူးတစ်ဖက်ပါတနာငွေရဲ့တန်ဖိုးတည်ရအဲ့လိုပေါ့နော်အာ နာဗီရှိမှပြောခဲ့ရေပေါ့နော်တစ်ဖက်ပါတနာနဲ့တွေ့ရဲ့အချိန်ဟာကိုယ်အနေနဲ့မမျော်လင့်ထားတဲ့အချိန်ကိုဘဝမှာပေါ့နော်နည်းနည်းဟိုလိုမတော်တဆအဲ့လိုတွေ့မိတာမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးဖြစ်နိုင်နေနာဗီဒီမှာကြည့်ရတာပွဲခမ်းနာလို့ဒါမှမဟုတ်ရင်ねခရီးသွားနေနဲ့တွေ့ရတာမျိုးလေးတွေအာအဲ့လိုပေါ့ အာတချို့တွေလေ social media ကနေ online နေရနေတစင်တွေ့ရတာမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးရှိလာနိုင်နေပေါ့နော်ဒါလေးကလေးနားပြီးအာပိုင်တူးလေးတွေဖက်ပြသွားတာပေါ့နော်အာပြီးတော့ပိုင်တူးလေးတွေအနီနေကလေးအာဒီ overseas တဖက်ပါတနာနဲ့ကိုသူကိုနေကလုံးဝလေဟိုလိုမျိုး foreigner တော့ foreigner ပဲဒီပိုင်တူးမှာနားပြီး foreigner ဆိုခံစားချက်မျိုးလေးတွေ့ရတယ် foreigner ဆိုပြီးတော့မှအရင်ဟိုတဖက်ပါတနာကဟို အနောက်တိုင်းอ่ะအဲ့လိုအဲ့လိုပုံစံမျိုးလေးမတွေ့ရအောင်เนาะဟိုသူနဲ့ကိုနေကနားပြီးဒီမြန်မာဆိုရင်လေမြန်မာရုပ်နဲ့ခက်ဆင်ဆင်နေဖြစ်ကြရဲအဲ့လိုမျိုးဟိုဖလပ်ဖလပင်းတို့နောက်တစ်ခုကဘယ်ပိုင်းဖြစ်မလဲအော်မလေးရှားတို့အင်ဒိုနီးရှားတို့ကနားပြီးတို့ ਨੇ ရုပ်ချင်းကနည်းနည်းခက်ဆင်ဆင်ပေါ့เนาะအဲ့လိုပုံစံမျိုးလေးရှိကြရဲ तू ကလေအဲ့လိုနိုင်ငံနဲ့ကဒါမှမဟုတ်လေအဲ့လိုရုပ်မျိုးလေးရှိရဲတစ်ဖက်ပါတနာဟိုအနောက်တိုင်းဆိုပြီးတော့မှအဲ့လိုမျိုးပေါ့เนาะအာဘယ်လိုပြောပြရမလဲအဲ့လိုမျိုးဟို အဲ့လိုလူမျိုးတွေနေတော့တိတ်ပြီးတော့မတွေ့အောင်နောက်ပြီးဒီမှာတော့သူနဲ့ကိုနေကလေလူမျိုးချားဆိုတာမျိုးထက်ပေါ့နော်တစ်ဖက်ပါတနာနဲ့ကိုနေကဟိုလူမျိုးတော့ချားရတယ်ဒါပေမဲ့ညနာအနီးထားရဆိုရင်လုံးဝ အဲ့လိုမြန်မာရုပ်ပဲတဖက်ပါတနာရဲ့အဲ့လို physical appearance ကိုကြည့်ရမယ်ဆိုရင်တော့အဲ့လိုပုံစံမျိုးလေးတွေရပါတော့နိုင်ငံအရဆိုရင်လည်းအရင်ဝေးဝေးလန်လန်နဲ့ကအဲ့လိုပုံစံမျိုးလေးတော့ tight တွေ့ရဘူးကိုရီးနဲ့ဆိုရင်လည်းအဲ့လိုနည်းနည်းပေါ့နော်ကြည့်လိုက်တာနဲ့အာတဖက်ပါတနာကိုမြန်မာလို့ခံစားရတယ်အဲ့လိုခံစားချက်မျိုးလေးရစီရမျိုးလေးတွေ့ရပါတော့ကိုယ်အနေနဲ့ကလေးဒီမြန်မာမှာဆိုရင်လည်းဒါ အခြေအနေတစ်ခုကြောက်ပေါ့နော်ကိုအနေနဲ့ overseas သွားရတယ် overseas ထွက်လိုက်ရတယ်ဟိုကိုရဲ့မွေးရမြေစွန့်ခွာပြီးတော့မှနောက်ပြီးဒီမှာကြည့်ရတာလေပိုင်တူးလေးတွေအနေနဲ့ကဒါ maybe ပေါ့နော်ချင်နိုင်တာကတချို့ဆိုကြောင်းနေသွားကြတာဖြစ်ဖို့များရယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရရယ်ဒီမှာဆိုရင်လေကိုယ့်ရဲ့ဒီညရက်ဒီတာမှာအဆင်မပြေလို့အာထွက်ခွာရရယ်ပေါ့နော်ဒါဒီပိုင်ကိုကြည့်နေလို့တချို့တွေလည်းပြောကြတယ်နိုင်ငံခြားသွားရပါတယ်ဆိုမှအဆင်မပြေလို့သွားရပါဘောအဆင် ပြီအဆင်မပြေလို့သွားပါဘောနော်အဆင်ပြေဘရွတ်သွားမှာလေအဲ့လိုပုံစံမျိုးလေးလာပြောကြလာပြောကြမှာပဲဘောနော်အာရှိနိုင်တာပဲဆိုတာဒါပေမဲ့ဒီပိုင်မှာနာပြီးကြည့်ရတဲ့လောက်ကခုအနေနဲ့ကဒါအရင်အဆင် ပြေလို့သွားတာမျိုးထက်ပေါ့နော်ဟိုတချို့ရေစုံလေးဒါအရင်တော့ဒါပြောလို့အဆင်မပြေဘူးပေါ့နော်ဟောခုအနေနဲ့ကဒါစီးပွားရေးကြောက်ဝဲဖြစ်ဖြစ်အခုလေးစုံလေးအာဒါ ခစ်ကြောက်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးကိုနေနေကဒါမပြောင်းရွှေ့ခြင်းပဲနဲ့ပြောင်းရွှေ့လေးရတယ်အဲ့လိုပုံစံမျိုးလေးအဲ့ဒီခါမှမှာ overseas မှာကိုနေနေကဒါအသားကြအောင်မိသားကြအောင်ကိုနေနေမနေတီဆောင်နေရရဲ့အဲ့လိုပုံစံမျိုးအချိန်လို့ပြောလို့ရရဲ့ပေါ့နော်အဲ့လိုအချိန်မျိုးမှာသူနဲ့ကိုနေကတွေ့ရသူနဲ့ကိုနေစုံရတာမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးတွေ့ရပါတယ်ဒါလေ ဒါလေးကပေါ့နော်။နိုင်ပိုင်တူလေးဖက်ပြပေးသွားတာပါ။ပြီးတော့နောက်တစ်ခုကနိုင်ပိုင်ပေါ့နော်။ဒီကိုရီးယားရဲ့ relationship အလိုဟာလေးကဘယ်လိုမျိုးလေးဖြစ်မလဲ။အဲ့ဒါလေးဒါလေးကတော့ oracle ပေါ့နော်။ oracle ရကြည့်ရမှာဟိုတစ်ဖက် partner နဲ့ကိုနေက area s အရှိမှပြောခဲ့ရေအဲ့လိုသူနဲ့ကိုနေကလေး အွန်လိုင်းကနေတစင်အဲ့လိုတွေ့ရတာမျိုးလေးတွေပြောခဲ့ရတာကြောင့်ဒီတစ်ဖက်ပတ္တနာနဲ့ကိုနေကအဲ့လို area SD ဖြစ်နေရမျိုးလေးတွေအဲ့လိုနှစ်ယောက်ကခဏခွဲရတာမျိုးလေးတွေပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်လက်ထပ်ဖို့ကတော့လက်ထပ်ကိုသူနဲ့ကိုနေလက်ထပ်ဖြစ်ဖို့ကရှိရဒါပေမဲ့အာရှိမှပြောခဲ့ရတယ်ပေါ့နော်မနာလူရာလေးတွေနည်းနည်းဟို case လေးတွေနည်းနည်းရှိလာရတာမျိုးလေးတွေအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပြီးတော့ဒီပိုင်းမှာကြည့်ရတာလေကို့အနေနဲ့က overseas မှာဆိုရင်လေကိုရောက်နေနိုင်ငံဥပမာဂျပန်ကိုရောက်နေဆိုရင်နောက်ထပ်တနိုင်ငံကိုကိုအနေနဲ့က transfer လုပ်ကြတာမျိုးလေးတွေအဲ့လိုကူးပြားရတာမျိုးလေးတွေရှိလာနိုင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်အာလောကတစ်ဖက်ပါတနာနဲ့ကိုနေကပေါ့နော်ဘလောက်ပဲရေးမြေတွေခြားခြား area s ဖြစ်ဖြစ်တစ်ဖက်ပါတနာနဲ့ကိုနေကအပြင်မှာတွေ့တာတွေ့တာမျိုးပေါ့နော်အဲ့လိုမျိုးဟိုတစ်နှစ်ကိုတစ်ခါဖြစ်ဖြစ်အဲ့လိုမျိုးတွေ့ကြရတဲ့အခါမျိုးကြားရတယ်လောကအရင်စိမ့်နေမှာမျိုးမဟုတ်ဘဲနဲ့ တစ်ဖက်ပတနာနဲ့ကိုနေက communication ကောင်းနေပေါ့เนาะအမ်နှစ်ယောက်ကအဲ့လိုမျိုးစိတ်နေစိတ်ထားအရာကိုလိုက်ဖက်မှုရှိတယ်လို့နာပြီးဒီမှာတွေ့ရပါတယ်။ပိုင်ုံတူးလေးတွေကတော့ကံကောင်းနေလို့ပြောရမယ်။တစ်ဖက်ပတနာကအင်းချစ်ပီအားလုံးဝနောက်ထပ်တစ်ခုကလည်းဒီမှာ distant နဲ့ ဲ့လိုပေါ့နော်နည်းနည်းတော့တဖက်ဗတ္တနာနဲ့ကိုနေကတော့အဲ့လိုမျိုးနည်းနည်းဝေးကွာရတာမျိုးလေးဒီတခါတလေမှ ARS ဖြစ်တယ်ဆိုရင်ညှိနှိုင်းစရာကိစ္စလေးတွေကတော့များမယ်ပေါ့နော်ဘာဘလိုမျိုးလဲဆိုရင်အာစိတ်ငြိစိတ်ထားအရာရောပဲဖြစ်ဖြစ်တခါတလေမှာကိုယ်နေနေက over thinking များရတာ तू အဲ့လိုမျိုးပေါ့နောက်တယောက်ရှိနေမလား तू ဘာကြီးလုပ်နေမလဲကိုယ်နေနေကအတွေးများရတာမျိုးအားကြောင့်မို့ပိုင်တူးလေးဒီအနေနဲ့ကလည်းတစ်ဖက်ပါတနာကိုနားလဲပေးဖို့လိုအပ်တယ် အနားလေပေးရမယ်ပေါ့နော်အားကြောင့်မို့ပိုင်တူးလေးဒီအနေနဲ့ကနည်းနည်းတစ်ဖက်ကိုယ့်ရဲ့ပတ္တနာပေါ့နော်ကိွေတွေ့လာခဲ့ပြီဆိုရင်လည်းပေါ့နော်ကိုကိုရီနှစ်ယောက်မှဆိုရင်ကိုယ့်ရဲ့ပတ္တနာကိုယုံကြည်ပြုဖို့လိုအပ်တယ်အဲဒီကတော့ right time ဖြစ်ဖို့ပေါ့နော် right time ဖြစ်ဖို့လိုအပ်တယ်အာ အာဒီနေ့မှာတော့ပေါ့နော်နာပြီးဖက်ပြပေးသွားတာကိုလက်ထရမဲ့သူကလူမျိုးတူလားဒါမှမဟုတ်လေ foreigner လားဆိုပြီးတော့မှနာပြီးဖက်ပြပေးသွားတာဖြစ်ပါတယ်နောက်ထပ် pick up ပိုင်းမှာပြန်တွေ့ပါမယ်အားလုံးပဲအာတရားကောင်းမွန်တဲ့နေ့ရက်လေးဖြစ်ကြပါစေအားလုံးတတပါ